ဒါဆိုလို့ရှိရင်ကိုလိုင်းတက်နေတာဟုတ်အခြားသူတွေအတွေ့ရတော့မဟုတ်တော့ပါဘူးအခုလက်ရှိမှာသင်အားဘိုင်ဘာကိုအသုံးပြုနေတဲ့သူတယောက်ဆိုလို့ရှိရင်ဘိုင်ဘာရဲ့လှုပ်ဝှက်ချက်တွေကိုသိထားဖို့အရန်အရေးကြီးပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုမှာဘိုင်ဘာမှာပါတဲ့လှုပ်ဝှက်ချက်တွေကိုကျွန်တော်အကုန်ရှင်းပြထားပါတယ်ဒီနေရာမှာဘိုင်ဘာကိုအကောက်ဘယ်လိုပြောင်းရမလဲဖုန်းနံပါတ်တွေဘယ်လိုပြောင်းရမလဲပြောလို့ရှိရင်ဖုန်းနံပါတ်တွေမှာပါတဲ့အချက်လက်တွေကိုကျွန်တော်တို့အချိန်မီဘယ်လိုပြင်လို့ရရလဲဆိုတဲ့အကြောင်းလေးတွေရှင်းပြထားပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ရအောင်နော် ဘိုင်ဘာထဲကိုဝင်လိုက်ပါမယ်ဘိုင်ဘာထဲရောက်ရင် mode ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ setting ထဲကိုဝင်လိုက်ပါဒါဆိုလို့ရှိရင်အရင်ဆုံး account ဆိုတဲ့နေရာလေးကိုမှတ်ပါမယ်ဒီ account ဆိုတာလေးကဘိုင်ဘာမှာအဓိကလွတ်ဆောင်မယ့်နေရာလေးပါဒါလေးကိုနောက်ဆုံးမှပြောပြပါမယ် ကျွန်တော်တို့နောက်ပြန်ဆုပ်လိုက်ပါ privacy လက်ဆက်ဝင်ပါမယ်အပေါ်ဆုံးစာတန်းလေးကိုနှိပ်ပြီးလိုက်မယ်ဆိုရင် on ဖြစ်နေတဲ့ဟာလေးကို off ပြီးလိုက်ပါဒါဆိုလို့ရှိရင်ကိုယ် line တက်နေတာကိုအခြားသူတွေတွေ့ရတော့မှာပုတ်တော့ပါဦးကဲဒါပေမဲ့စာပုတ်လို့ရှိရင်လက်ခံတဲ့တင်ကြတာတွေပြပါသေးတယ် off ခလုတ်လေးပါ off ပြီးလိုက်ပါဒါဆိုရင်အခြားသူတွေကကိုယ်စာပုတ်လို့ရှိရင်လည်းသူတို့စီမှာအမှန်ချင်းလေးနှစ်ခုမှပြရတော့ပါဦးဒါကြောင့်မလို့ကိုယ် line တက်နေရတော့သူတို့မသိတော့ပါဘူးဒီအချက်လေးကတော့ Viber account မှာ pin number ထည့်ပေးရမှာဖြစ်ပါတယ်။ဒါကဘာအတွက်အရေးပါလဲဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေကိုဒီအကောက်ကထွက်ပြီးတော့နောက်ဖုန်းမှာပြောင်းဝေးဖွင့်တဲ့အခါမျိုးမှာဒီနံပါတ်ကိုတောင်းပါတယ်။ဒီနံပါတ်အမှန်ဖြစ်ပြီးမှဖွင့်လို့ရပါတယ်။အခြားသူတွေကကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုသုံးပြီးတော့ Viber ဖွင့်လို့မရတော့ပါဘူး။ function အစစ်မှန်ကိုယ်တိုင်ပဲဖွင့်လို့ရပါတယ်။လုံခြုံရေးတစ်ခုပါ။နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာ10 second ဆိုတဲ့နေရာလေးကိုထားပြီးတော့အခြားသူကိုစာပို့လိုက်မယ်ဆိုရင်အဲ့ဒီစာ10 second ပြည့်ရတဲ့အလိုလျောက်ပြတ်သွားမှာဖြစ်ပါတယ် အဲ1 day ဆိုပြီးတော့ထားလိုက်မယ်ဆိုလို့ရှိရင်တနေ့ပြည့်ရမယ်အဲ့ဒီစာအခြားသူစီမှာအလိုလျောက်ပြတ်သွားမှာဖြစ်ပါတယ်အဲဒါကိုယ့်ရဲ့ message တွေကိုအခြားသူစီမှာအမြဲတမ်းမပေါ်စေချင်ဒီနည်းနဲ့ပို့လို့ရပါတယ် off ဆိုပြီးနှုတ်ထားရဲ့เนาะပုံမှန်အတိုင်းပို့လို့ရမှာဖြစ်ပါတယ်မပြတ်တော့ပါဘူးနောက်တစ်ခုကကြတော့ဒီအမှန်ချက်လေးကိုဖြုတ်ပေးလိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်ရဲ့ဓာတ်ပုံတွေကိုအိုင်ဘောင်မှာတင်ထားတဲ့ဓာတ်ပုံတွေကိုကျွန်တော်တို့နဲ့ friend မဟုတ်သေးတဲ့သူတွေစီမှာပေါ်မှာမဟုတ်ပါဘူး friend မဟုတ်သေးတဲ့သူတွေကကျွန်တော်ရဲ့ပုံကိုကြည့်လို့ရမှာမဟုတ်ပါဘူး friend ဖြစ်သွားမှာလားကြည့်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ birthday binary အမှန်ကြီးလေးဖြုတ်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့မွေးနေ့ကိုအခြားသူတွေကိုအသိပေးတော့မှာမဟုတ်တော့ပါဘူးကိုယ့်ရဲ့မွေးနေ့ကိုအခြားသူတွေမမြင်ရတော့ပါဘူးနောက်တစ်ခု auto span chat လေးကိုအမှန်ကြီးပေးထားမယ်ဆိုလို့ရှိပုံမှန်မဟုတ်တဲ့ဖုန်းခေါ်ဆိုမှုတွေပုံမှန်မဟုတ်တဲ့ဖုန်းနံပါတ်တွေကိုသူက auto check in လုပ်ပြီးမှဖြစ်ပါတယ် နောက်တစ်ခုကကျတော့ along front suggestion ဆိုတာလေးကိုပိတ်ထားလို့ရှိရင်ဖွင့်ထားပေးလိုက်ပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ phone contact မှာမှတ်ထားတဲ့သူတွေ Viber ဖွင့်တဲ့အခါဆိုရင်ကျွန်တော်တို့ကအသိပေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီစာတန်းလေးဖြစ်ပါတယ်ဒါလေးကိုနှိပ်ထားလိုက်မှာဆိုရင်နှစ်မျိုးပေါ်ပါတယ် anyone နဲ့ my contact ဖြစ်ပါတယ်ဒါလေးကတော့ပါလဲဆိုလို့ရှိရင် anyone ကိုနှိပ်ထားလိုက်မှာဆိုလို့ရှိရင်အခြားဘယ်သူမှဆိုကိုယ့် phone number ကိုသိတဲ့သူကကိုယ့်ရဲ့ Viber ကို Viber group တွေလည်းထည့်လို့ရပါတယ်မိုင်းကွန်တက်ဆိုတာလေးရွေးထားပြလို့ရှိရင်ကိုတိရဲ့လူကသာ ကိုနဖရန်ဖြစ်တဲ့သူကသာကို group ရဲ့ထည့်လို့ရမှာဖြစ်ပါတယ်။နှစ်သက်ရရွေးချယ်ပါ။ blog link ကတော့ဒီမှာအပေါင်းလေးနှိပ်ပြီးတော့ကျွန်တော်တို့မမြင်ကျင်တဲ့လူတွေကိုကျွန်တော်တို့ blog လုပ်လို့ရပါတယ်။ဒီကနေပြီးတော့ blog ပြန်ဖြည့်ခြင်းလည်းဒီကပဲပြန်ဖြည့်လို့ရပါတယ်။နောက်တစ်ခုကကျတော့ hidden chat ပါ။ hidden chat ကတော့ကျွန်တော်အရှိမဗီဒီယိုလေးတစ်ခုပြထားပါတယ်။ဒီဗီဒီယိုလေးထဲမှာတွားကြည့်လို့ရပါတယ်။ဒါဆိုရင် privacy တရား setting လေးပြီးတော့ပြီးကျွန်တော်တို့နောက်ပြန်ဆုပ်ပြီးတော့နောက်တစ်ခုကိုဆက်သွားအောင်ခင်ဗျ။ call and message ဆိုတဲ့တဲ့ဝင်ပါမယ်။ဒီ setting ထဲမှာတော့ကျွန်တော်တို့ clear message history ဆိုတာလေးရှိပါတယ်ဒီနေရာလေးကိုနှိပ်လိုက်ပြီးဖြတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ Viber မှာပို့ထားတဲ့ message တွေအားလုံးကိုရှင်းလင်းပြီးသားဖြစ်ပါတယ်ကျွန်တော်တို့အကောင်လုံးဖြတ်ချင်ဒီနေရာမှာ clear ဆိုရင်နှိပ်လိုက်ပါမဖြတ်ချင်လို့ရှိရင်တော့မနှိပ်ပါနဲ့နောက်တစ်ခုထပ်သွားအောင်ခင်ဗျ story တွေကိုဝင်มาဖြစ်ပါတယ် story တွေမှာပြချင်တဲ့ setting ကတော့ဒီနေရာလေးဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အကောင့်တွေကိုပို့ထားတယ်ပုံတွေဓာတ်ပုံတွေကိုပြန်ကြည့်လို့ရပါတယ်ဘယ်အကောင့်မှာဘာပုံတွေပို့ထားတယ်ဘယ်အကောင့်မှာဘာဗီဒီယိုတွေပို့ထားတယ်ဆိုတာပြန်ကြည့်လို့ရပါတယ် ြန်ကြည့်လို့ရတယ်လို့အဲ့ဒီဟာတွေကိုလည်းတစ်ခါလေးဖျက်ပစ်လို့ရပါတယ်ဒီနေရာမှာတစုတစည်းလေးပေါ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့အပီရောက်ရမှာဒါလေးရဆိုလို့ရင်ကျွန်တော်တို့ Viber သုံးတဲ့ပုံစံလေးအလင်းပုံစံနဲ့သုံးမလားအမှောင်ပုံစံနဲ့သုံးမလားဒီနှစ်ခုရွေးချယ်လို့ရပါတယ်အောက်မှာ chain default background ဆိုတာလေးရကြတော့ကျွန်တော်တို့ရဲ့စာရေးတဲ့နောက်က background လေးကိုဒီပုံလေးဒီကနှက်သက်ရပုံပြောင်းလို့ရပါတယ်ကျွန်တော်အစိမ်းလေးပြောင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်စာရေးတဲ့နေရာတွက်ကြည့်ရင်နောက်ခံလေးကအစိမ်းလေးတွေအကုန်ပြောင်းသွားပါတယ် ဒီအယောင်လေးတွေမှမဟုတ်ပါဘူးကျွန်တော်တို့ဖုန်းထဲကဓာတ်ပုံလေးတွေလည်းနောက်ခံနေနဲ့ပြောင်းမှုရောသုံးလို့ရပါတယ် setting နဲ့ပြန်သွားရအောင်ပါ generator ထပ်ဝင်ပါမယ် generator ထဲမှာတော့ restore fiber default ဆိုတာလေးရှိပါတယ်ဒါလေးကဘာအတွက်သုံးဝင်လဲဆိုရင်ကျွန်တော်တို့ fiber မှာ setting တွေကိုချိန်ညင်းလို့ချိန်ပြီးရော setting တွေလိုက်ပြောင်းပြီးသွားရင်နောက်ဆုံးရှုပ်သွားလို့ကျွန်တော်တို့ကအစအတိုင်းမူလတိုင်းပြန်ထားခြင်းဒါလေးကို continue ဆိုပြီးနှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင် fiber setting တွေအကုန်လုံးကကျွန်တော်တို့ software စဖွင့်တော့ပုံစံတိုင်းအကုန်လုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်ကိုပြောင်းထားတဲ့ setting တွေအကုန်လုံးမူလအတိုင်းပြန်ဖြစ်သွားပါတယ်နောက်တစ်ခုတော့ account ပါဒါအရေးကြီးတဲ့အချက်ပါခင်ဗျဒီနေရာမှာပထမဆုံးဖုန်းနံပါတ်ချိန်တာပြောပြပါမယ်ဒီနေရာမှာဖုန်းနံပါတ်ချိန်ရင်ဒါလေးနှိမ့်လိုက်ပါ continue ကိုနှိမ့်ပါပြီးရင်ကျွန်တော်တို့ကနှစ်ခုရှိပါတယ်အပေါ်ကကျတော့ဖုန်းနံပါတ်သိချိန်တာပါ continue လို့ပြောလို့ရှိရင်အပေါ်ကကျွန်တော်နိုင်ငံလေးရွေးပါမယ်ပြီးရင်အောက်ကဖုန်းနံပါတ်လေးထည့်ပြီးတော့ continue လေးနှိပ်ပြီး set လုပ်ပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ phone number ကိုပြောင်းလို့ရပါတယ်အောက်ကကျတော့ phone tick ကိုပြောင်းလို့ရှိရင်သုံးရတဲ့ဟာလေးပါဒါလေးကတော့ Viber bucket ဆိုတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Viber မှာ Gmail account လေးတစ်ခုထည့်ထားပေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ Viber ရဲ့အချက်လက်တွေကဖုန်းတွေပြောင်းသွားလို့ရှိရင်အကောင့်တွေပြောင်းသွားတယ်ဆိုရင်တော့မှအချက်လက်တွေမပြတ်ဖဲနဲ့ဒီ account ကို backup ပြန်လို့ရမှာဖြစ်ပါတယ်ဒီ Gmail ကိုပြန်ရဲထည့်လိုက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ Viber အချက်လက်တွေအရင်ကအချက်လက်တွေပြန်ရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့က ကြည်မေးအကောက်တစ်ခုနဲ့ဝင်ထားပေးဖို့လိုအပ်ပါတယ်။ဒါမှသာကျွန်တော်နောက်အကောက်ပြောင်းတဲ့အခါမှာဒီ Viber တဲ့အချက်လက်တွေအားလုံးမပြတ်ဖင်နဲ့အကုန်လုံးပြန်လည်ရရှိမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအထူးသဖြင့်ဒါမျိုးလေးလောက်ထားတင်ပါတယ်။လိုကြည်မေးတွေထည့်ထားပေးခြင်းအဖြစ်ကျွန်တော်တို့ Viber တွေပြန်ဝင်လို့မရတဲ့အခါမှာကို Viber တွေကအချက်လက်တွေမပြတ်ပဲရှိနေမှာဖြစ်ပါတယ်။နောက် Viber ပြန်ဝင်လို့ရတဲ့အခါမှာဒီနည်းလေးနဲ့ပြန်ပြီးတော့အချက်လက်တွေအားလုံးပြန်ယူလို့ရပါတယ်ခင်ဗျာ။ နောက်တစ်ခုကတော့ DAT Bay account ဆိုတာဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်တို့ရဲ့ Viber ကိုမသုံးကျင်တော့ဘူး။ကိုကဒီ Viber ထွက်ချင်တယ်ဆိုလို့ရှိရင်ဒီနေရာမှာကို ဖွင့်လာတဲ့ဖုန်းနံပါတ်လေးထည့်ပြီးတော့ DAT Bay account လုပ်လို့ရပါတယ်။ဒါလေးကိုလုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Viber ကအရာကြီးပြတ်သွားမှာဖြစ်ပါတယ်။ဒီနည်းလေးနဲ့ကျွန်တော်တို့က Viber setting တွေကိုကိုလိုတဲ့ပုံစံအတိုင်းချိန်ညှိပြီးတော့သုံးလို့ရပါတယ်။ Viber ရဲ့လှုပ်ဝှက်ချက်တွေကိုဒီ setting တွေမှာကျွန်တော်တို့စိတ်တင်ညာပြုလုပ်လို့ရပါတယ်ခင်ဗျာ။